ျော်ရွှင်စရာအိမ်မက်တွေစိတ်ကူးရဲခန္ဓာမှုတို့ပေါ်ပြရာတေးစံတိုင်းချင်းနေစီကို အလေလာဖို့ဖိတ်ခေါ်ပြရစီရှင်ကမ္ဘာအံ့ဩဝေရာတွေရှိတယ်မဟုတ်လားထူဆန်းလာတဲ့ယာရီလည်းရှိတယ်မဟုတ်လားဒါပေမဲ့အဲ့ဒီယာရီကိုကျမတို့လူလူတွေတတိမထားမိနိုင်အောင်တွေလည်းရှိနေတယ်မဟုတ်လားအခုနားဆင်ရတော့မေအပွားမြိုင်နဲ့မှော်မြိုင်ပုံမြင်ဇလန်းထဲမှာထူဆန်းလာတဲ့ ကြီးမော်မီအင်ရဲ့ဆွမ်းဆောင်မိန်ဆွမ်းကိုတည်ရှိနေပြီးအပြင်းလေအုံချဖို့ကြိုးစားသူရှိနေတယ်ဆိုရင် အခုလိုချိန်မျိုးမှာအဝန်စရာကောင်းနေမဟုတ်လားညီမရဲ့တောင်းတန်းကြကခြိုင်ဝမ်းလူမြင်ဒေတာတော်ရဲမှာလှပတဲ့ပန်းချုံတွေဒီစီကိုအမဲလိုပန်းလာခုနေတဲ့အဖွားတယောက်ရှိပါတယ်သူ့နာမည်ကဒေါ်မြိုင်နဲ့အဖွားမြိုင်ကိုရွာသားတွေကဖွားမဲဖြူလို့လဲကွဲရမှာခေါ်လိရှိပါတယ် အသက်65နှစ်အရွယ်ရှိပြီးဖြူဖတ်ဖြူရော်ဖြစ်နေတဲ့သပင်တွေနဲ့စူးရှထင်မြင်တဲ့မျိုးဝင်အကြီးတွေကအဖွားမြန်ရဲ့ထူးခြားမှုပါအဖွားမြန်တို့မိသားစုကစက်ကူမိဘုံလေးတွေ ပြုလို့ရောင်းချတာပါနှစ်တစ်နှစ်ကူတော့မဲ့နှစ်တစ်ကူချင်းဆိုရင်အဲ့ဒီဒေသမှာမိဘုံလှုပ်စုတောင်းပွဲတော်ကျင်းပလေးရှိပါတယ်မိသားစုရဲ့အထိတ်မှတ်ပွဲတွေနဲ့ရိုးရာပွဲတော်တွေမှာလဲစူပောင်းပြီး မိဘုံလှုပ်ဆူတောင်းတဲ့အလေးလေးရှိနေတဲ့ဒီသားပါအဖွားမြိုင်တို့ရဲ့မိသားစုလုပ်ငန်းကအလုပ်ဖြစ်တယ်ဆိုပါတော့အဖွားမြိုင်ကပန်းတွေကောက်ဖို့လိုတဲ့သူမဟုတ်ဘူးသူအလုပ်ကပန်းကလေးတွေရဲ့မှုရနဲ့တတီတွေကအံ့ဩဖွယ်ရာတကူကိုရှာဖွေနေတဲ့သူပါသူရဲ့စမ်းသပ်မှုကတကယ်လွယ်ကူလည်းရတော့မဟုတ်ခဲ့ပါဘူးစိတ်ရှည်ပြီးဇွဲလုံးလာတတီကောင်းသူမှုလုံနိုင်တာပါ ဖွားမြိုင်ငယ်ငယ်ကအဲ့ဒီလွင်မြင်ချိုင်ဝမ်းဒေသရှိတော်တွေကရှေးကျောက်သားခန္တန်နဲ့ကြီးမော်မီအိမ်ရဲ့လျှို့ဝှက်ချက်အကြောင်းကိုသူ့ရဲ့အဖိုးကပြောပြခဲ့လို့သိရှိထားတာပါအဖွားမြိုင်ကလျှို့ဝှက်ချက်အားလုံးကိုတိမထားပါဘူးသူတီးသမျှလေးနဲ့ကျိုးစားဆန့်တက်နေခြင်းမှာဒီဆန့်တက်တဲ့အလုပ်ကိုလေနိနိညညအာယုံဆိုင်လုပ်နေသူပေါ့နေရောညပါမမောပပန်းလုပ်နေပေမဲ့လေ အချိန်မောင်းများစွာကတော့စန်တနီယာတို့မှာသူစန်တပြုလုပ်နေတဲ့ကြီးမော်မီအိမ်ကတော့တမန်မီအိမ်လို့မဟုတ်ပါဘူးအချိန်ကိုနောက်ပြန်လှည့်နိုင်တဲ့မှော်စွမ်းအားပါဝင်တဲ့မီအိမ်တစ်ခုဖြစ်ပါလေဒီမော်မီအိမ်ဟာ ခရစ်တော်မပေါ်မီရှေးဘုရင်များလက်ထက်ကအပြာရောင်လင်းတန်းဖြာထွက်နေတဲ့ဖန်ချောင်းနဲ့ထွန်ကြီးမာတာမှော်စွမ်းအားပေါ်ထွက်လာစေဖို့လျှို့ဝှက်ပညာနဲ့ဖန်တီးထားတယ်လို့ တဏ္ဍာရီဆန်ဆန်လေးပြောစမှတ်ပြကြပါလေဒါကိုအဖွားမြိုင်ကအတုံးချနိုင်မှုလက်တွေ့စမ်းသပ်နေတာပါသူရဲ့ရွေချက်ကိုကြံတဲ့လူများစုကမတိကြပါဘူးတနေ့မှာတော့အဖွားမြိုင်ရဲ့စမ်းသပ်မှုပြမြောက်ဖို့ကြောက်တော့ဘူးမှုံမိအိမ်လေးကပဲတွေ့ရှိခဲ့ရပါလေတနှစ်တာချိန်တိုင်းနောက်ပြန်သွားစီဘူးရှေးမှုံမိအိမ်ရဲ့စွမ်းအားတွေကိုအဖွားမြိုင်ကပြန်လည်နိုးထစေချင်တာပါ အချိန်ကိုနောက်ပြန်လှည့်ရင် အသက်အရွယ်ကို နှစ်အလိုက်လျှော့ချပြီးနှစ်ပေါင်းများစွာ အသက်ဆက်ရှင်နေခြင်းနဲ့ဆန္ဒလေးရှိနေပါတယ်။သူမြေးဖြစ်တဲ့နီလာကတော့အဖွားမြိုင်ကိုမျောလင့်ကျက်အပြင်းနဲ့ကြည်နေတဲ့သူတူဦးပါ။မော်မီးအိမ်စွမ်းအားပြန်လည်ရရှိဖို့ဆန်သက်တဲ့နေရာမှာအဖွားကိုစိတ်အားထက်သန်စွာကူညီနေသူတွေဖြစ်ပါတယ်။သူတို့နှစ်ဦးမော်မီးအိမ်စွမ်းအားနိုးထလာဖို့အတူတူလှုပ်ဆောင်နေတာပါ။ အဖွားမြိုင်က ခလုတ်အားလုံးကိုဖွင့်လိုက်တာနဲ့သူစမ်းသက်ထားတာတွေကအလုံးချုံးမွေစာဖြစ်နေပြီးအပြာရောက်ပြီးလင်းစီခဲ့ပါလေအဖွားမြိုင်ကမှော်မိရင်အတွက်အလင်းပေးလို့ရတဲ့အပြာရောက်အလင်းဖန်ချောင်းကိုစမ်းသက်အောင်မြင်တယ်လို့ခံစားမိနေတာပါဒါပေမဲ့ညှို့လင့်ထားသလိုမဖြစ်ဘဲစမ်းသက်ထားတဲ့အရာလုံးပြုကွဲသွားတော့ခလုတ်အားလုံးကို ချက်ချင်းပိတ်ပစ်လိုက်ရတာပေါ့စံတမှုကရက်သွားပါတယ် ခဏကြာမှတော့ခလုတ်တစ်ခုကိုပိတ်ဖို့မိကျန်နေခဲ့ရာကနေပိတ်မထားတဲ့ခလုတ်နဲ့ဆက်တွေ့ထားတယ်။ဖန်ချောင်းက အပြာရောင်လင်းနှံထွက်ပေါ်လာတာပါ။အဖွားမြန်ရဲ့စံတမှုက အောင်မြင်သွားခဲ့ပါပြီ။အဖွားမြန်တဲ့နီလာတို့ကအချိန်နောက်ပြန်လှည့်ပေးတဲ့မော်မီအင်ရဲ့အာတာချင်းနဲ့ဆွမ်းဆောင်နိုင်မှုကိုတီးလျော်တော့ပျော်ကြတာပေါ့။အဲ့ဒီအချိန်ကနှစ်တစ်ကူအကျိုးတည်းဖြစ်တဲ့ဒီဇင်မာလာ30ရက်ပါ။ နှစ်တစ်ကူမီဘုံလွတ်စုတောင်းပွဲတော်နဲ့လေတိုက်ဆိုင်နေပါတယ်။တိတ်မကြခင်ကပဲထူဆန်းတဲ့လူစိမ့်တူရွာတဲကိုရောက်လာခဲ့ပါတယ်။သူ့ကိုရွာသားတွေကဦးလာကြီးလို့ခေါ်ကြတယ်။သူကလောင်ကစားကိုဆွဲလန်းလို့သူတယောက်ပါ။ဝက်အပြေးပြိုင်ပွဲမှာအလောင်းစားလို့ရင် အရှုံးကြီးရှုံးပြီး သူ့ရဲ့အိမ်စာချုပ်ကို လောင်ကစားတိုင်အမျိုးသမီးကြီးစီကို ရှုံကျွေးနေနေပြီးဆက်လျာပါတယ်။ ဲ့ဒီအတွေ့ဆုံရှုံထားတာတွေပြန်လဲရယူလူစိတ်တွေကသူ့မှာပြင်းထန်နေပါတယ်အချိန်နောက်ပြန်လှည့်နိုင်နေမော်မီအိမ်အကြောင်းကိုလဲတစုံတစတီလာတော့အဲ့ဒီမော်မီအိမ်ကိုသူကပိုင်ဆိုင်နေချင်တာပါသူကအဖွားမြန်ရဲ့စံသက်ခန်းကိုတိတ်တဆိတ်စောင့်ကြည့်နေတတ်ပါတယ်တနေ့တော့အဖွားမြန်နဲ့နီလာတို့အပြင်ထွက်သွားနေချိန်မှာစံသက်ခန်းလေးကိုဝင်ပြီးမော်မီအိမ်ကို ိုးယူသွားခဲ့ပါတယ်။မော်မီးရင်ပျောက်နေတယ်လို့နီလာကအော်ပြောလိုက်တော့အဖွားမြိုင်ကစံတက်ခန်းလေးကိုကြပြားကြပြားဝင်လာကြည့်ပါတယ်။မော်မီးရင်ကထားနေကြနေရမှာမရှိတော့ပါဘူး။ဥလာကြီးပဲလို့အဖွားမြိုင်ကပြောလိုက်ပါတယ်။ဥလာကြီးကတော့မော်မီးရင်ကိုတအုပ်သေးကသူ့ရဲ့လျှို့ဝဲနေရမှာတင်ထားပါတယ်။သူ့ရဲ့ချက်ကသူဆုံးရှုံးခဲ့ရတာတွေပြန်လဲရယူဖို့ပါ။ မိအိမ်ကိုဖွင့်လိုက်တာနဲ့သူ့ရဲ့အခန်းတစ်ခန်းလုံးအပြာရောင်အလင်းတွေဖုံးလွှမ်းလာပါတယ်။ငါပိုင်ဆိုင်မှုတွေပြန်ပေးခဲ့လို့အော်ဟစ်တောင်းလိုက်တဲ့အခါမှာတော့မိအိမ်ထဲကအပြာရောင်အလင်းနှန်းတွေထွက်လာပြီးသူ့ကိုပြီးခဲ့တဲ့နှစ်တွေစီဆွဲခေါ်ခံလိုက်ရတာပါ။မော်မိအိမ်ကတကယ်အလုပ်လုပ်ပါပြီအချိန်တစ်နှစ်နောက်ပြန်ရောက်သွားခြင်းပါပဲ။ဒါပေမဲ့ ူပြန်ရောက်နေတဲ့အချိန်တွေကလက်ရှိအချိန်တွေကိုက်ညီမှုမရှိလို့ကဘာကြီးမှာရာတီဥရုကကမောက်ကမဖြစ်လာတာပေါ့မိုးတဲထန်းစွာရွာပြီးညရေတွေရှင်တက်လာတယ်အဖွားမြိုင်တဲ့နီလာတို့ကဦးလာကြီးရဲ့နေရာစီလိုက်လာခဲ့တယ်မိရဲ့စင်ကျင်မဲ့မှုကြောင့်ကဘာပြတ်တော့မယ်လို့အဖွားမြိုင်ကရှင်ပြတော့ဦးလာကြီးကမိအိမ်ကိုပြန်မပေးခြင်းနဲ့စိတ်နဲ့ သူ့ကြောင့်မဟုတ်ဘူးလို့ညင်းဆိုခဲ့တယ်။ဒါပေမဲ့အဖွားမြိုင်ကအချိန်နောက်ပြန်လှည့်နိုင်တာဟာလူတယောက်တည်းအတွက်အတုံးချနိုင်တဲ့အရာမဟုတ်ပါဘူး။ပြင်းရင်သမျှတွေကိုပြင်လိုက်တာနဲ့တခြားသူရဲ့ဘဝတွေကိုထိခိုက်လာနိုင်တယ်လို့ဥလာကြီးကိုတေချာရှင်းပြပါတယ်။မော်မီအိမ်ကိုလည်းပြန်တောင်းယူလိုက်ပါတယ်။အဲ့ဒီမော်မီအိမ်ကိုအဖွားမြိုင်ကသူကိုယ်တိုင်ပဲဖြစ်စီပြစ်လိုက်ပါတော့တယ်။ စွမ်းအားကြီးမော်ကို ဖြစ်စီခြင်းကတကယ်တန်မိုးရှိတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့တာမော်မီအိမ်ကစွမ်းအားပြင်းထန်တဲ့အလင်းနှင်းတွေကလျင်မြန်စွာပေါ်ထွက်လာပြီး သူတို့အားလုံးကိုမူလအချင်းစီပြန်ပို့ခံလေရပါတယ်ကုလကြီးကသူ့ရဲ့အတိတ်ဘဝကိုပြန်မြင်ပြီးစိတ်မကောင်းဖြစ်နေတော့တာပေါ့အချိန်ကို နောက်ပြန်မလည်နိုင်မိမိအနာဂတ်ကိုတော့ပြင်ဆင်လို့ရသေးတယ်လို့အဖွားမြိန်က ဥလာကြီးကိုနှစ်သိမ့်စကားဆိုပါတယ်။နောက်ဆုံးမှာဥလာကြီးကလောင်ကစားကိုဆွန့်လွတ်ပြီးအဖွားမြိန်နှုန်းနဲ့အတူတူနေထိုင်သွားပါတယ်။မိအိမ်ရဲ့စွမ်းအားတွေပျက်စီးသွားပြီမဲ့လေအဖွားမြိန်အတွက်ကတော့တန်ဖိုးမဖြတ်နိုင်တဲ့အတိပယ်ရှိတဲ့အခြေအနေတစ်ခုဖြစ်လာတာပါ။အဲ့ဒါကတော့အဖွားမြိန်နီလာဥလာကြီးတို့သုံးဦးပျော်ရွှင်စွာအတူနေထိုင်သွားနိုင်တာပါ။ ဒီတက်လှပတဲ့အချိန်တောင်မှဒီလောက်မလှတော့ပါဘူးအချိန်ဆိုတာပြန်မလည်နိုင်တာမှန်ပြီမင်းချစ်ချင်းမြတ်တာကတော့အမြဲပဲရှင်သန်နေမှာပါလို့စဉ်းစားမိတဲ့အဖွားမြိုင်ကနေဝင်စည်းစာကိုမျှော်ကြည့်ရင်အားရကျေနပ်စွာပြုံးနေပါတော့တယ်ပုံမြင်လေးကတော့ဒါပါပဲရှင်ဒီပုံမြင်လေးကအချိန်ကိုလူသလိုထိန်းချုပ်ဖို့ကြိုးစားတာကနေကြုံတွေ့လာရတယ် အဖွားမြိန်တို့မိသားစုအကြောင်းလေးပါအထီးကျန်စွာ တကူရေရုံးကန်တာထက်မိသားစုဝင်ချင်းချင်းပူပေါင်းဆောင်ရွက်မှုကပိုပြီးတန်ဖိုးရှိကြလက်ရှိအခြေအနေကိုတန်ဖိုးထားဖို့လောဘနည်းနိုင်သမျှနေဖို့ကိုလေတတိပေးနေသလိုပါပဲအတိတ်ကိုပြန်မပြင်နိုင်ပေမဲ့အနာဂတ်ကိုရွေးချယ်နိုင်နေဆိုတဲ့စိတ်ခွန်အားဖြစ်စေတဲ့အတီကိုလေရရှိခဲ့ပါတယ်အဖွားမြိုင်နဲ့ မော်မီအိမ်ပုံမြင်လေးကိုနှစ်တက်တဲ့ဆိုရင် like subscribe share ပေးခြင်းနဲ့ကူညီပါအောင်လို့ပန်ကြရင် နောက်ထပ်ပုံမြင်ဇလန်းအတွေ့မှာပြန်ဆုံတွေ့ကြရအောင်ပါနော်ကျမကစုမြည်ပါရှင့်အားလုံးကိုကျေးဇူးတင်ပါတယ်